်မင်္ဂလာပါရှင်။နိုဝင်ဘာလ12ရက်ဗုဒ္ဓဘူးနေ့ရရန်ကုန်တွင်သတင်းစုံလင်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဥစွာတင်ဆက်ပေးမှာကတော့ဒလားမြို့နယ်တွင်2025-2026ခုနှစ်မိုးစဘာစဘာမြို့တွင်အောင်လိုက်တူဆန်ကွက်ရိတ်သိမ်းပွဲ၊နေကြမြို့စီနှင့်မြို့စီချကရိယာပြည့်ရွယ်ကျင်းပတဲ့သတင်းဖြစ်ပါတယ်။ ရခိုင်တိုင်းဒေသကြီးတလားမြို့နယ်ရေချောင်းဝကြီးရွာတောင်သူဦးဝင်းမြင့်လေမြေပေါ်တွင် အောင်နိုင်တူစပါမျိုးစံပြဆိုင်ခင်းဆံခွက်ရည်သိမ်းဝင်းနှင့်တောင်သူများသူ နေကြမျိုးစီပတ်စံရှောမျိုးစီနှင့်စပါမျိုးစီချကရိယာဒရမ်စီတာပြည့်ရပွဲအခမ်းအနားကိုနွေမာ၁၇ရက်နေ့နဲ့၈နာရီကကျင်းပကြောင်းသိရှိရပါသည်။ရှေးဦးစွာခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌကအဖွဲ့အမစကားပြောကြားပြီးတန်လင်းခရိုင်စိုက်ပျိုးရေးဦးစီးဌာနလက်ထောက်ညွှန်ကြားရေးမှူးကအမစကားပြောကြားပါသည်။ ဆက်လက်ပြီးမြို့နယ်စက်မှုလျာဦးစီးဌာနမြို့နယ်ဦးစီးမှုကအသစ်ထုတ်လုပ်ထားရှိတဲ့စဘာမျိုးစီချကရိယာဒရမ်စီတာများနဲ့ပတ်သက်တဲ့ဒရမ်စီတာများနဲ့ပတ်သက်ပြီးရှင်းလင်းပြောကြားပြီးတာဝန်ရှိသူများကတောင်းသူများသူနေကြမျိုးစီပစံရှုံမျိုးစီနဲ့စဘာမျိုးစီချကရိယာဒရမ်စီတာများပေးရပါတယ်အဲ့ဒီနောက်စံပြဆိုင်ခင်းစံွက်ရည်သေးခြင်းဆောင်ရစဘာထွန်းလုံးမှာတအေကလျင် အစူ149တအေကလျင် အစု149.4တင်အချောက်129.28တင်ထွက်ရှိကြောင်းသိရပါရှင်ဒီသတင်းကိုတော့ရရင်သူကပေးပို့လာတာပါဆက်လက်တင်ဆက်ပေးမှာကတော့ဇလားမြူနယ်တွင်အမျိုးသားယဉ်ကျေးမှုဇယားလက္ခဏာများထိမ့်သိမ်းဆောက်ရှောက်ရေးအသိပညာပေးဟောပြောတဲ့သတင်းဖြစ်ပါတယ်ရန်ကုန်တိုင်းဒေသကြီးဇလားမြူနယ်တွင်ခရိုင်အမျိုးသမီးရေးရာအဖွဲ့မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ပြည်ချိုင်းနှင့်ပြည်သူ့စစ်ဆေးရေးဦးစီးဌာနနှင့် မြို့နယ်ပညာရေးဦးစီးဌာနတို့ပူးပေါင်းဆောင်ရွက်တဲ့အမျိုးသားယဉ်ကျေးမှုဇယိုင်းလက္ခဏာများထိန်းသိမ်းစောင့်ရှောက်ရေးအသိပညာပေးဟောပြောပွဲကိုအန်ဂျီအနောက်ရက်ကွယ်အမှတ်သုံးအခြေခံပညာအထက်တန်းကျောင်းတွင်ပညာရေးသနာခန်းမှာမှလူဝေမှ7ရက်နေနဲ့10နာရီကကျင်းပရာခရိုင်အမျိုးသမီးရေးရအဖွဲ့ဥက္ကဋ္ဌဒေါ်စစာရမင်းဦးကအဖွဲ့အမစကားပြောကြားပါသည် ဆက်လက်ပြီးပြည်ချိုင်းနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိဒေါ်တီရာဝင်းကလူငယ်နှင့်ယဉ်ကျေးမှုအကြောင်းအသိပညာပေးဟောပြောပါရစေ။အဲဒီနောက်အကြောင်းဆရာကြီးဦးထိန်လင်းအောင်မှကျေးဇူးတင်စကားပြန်လည်ပြောကြားကြောင်းသိရပါရရှင်။ဒီသတင်းကိုတော့ရရင်သူကပြပို့လာတာပါ။ထမက်တင်ဆက်ပေးပါကတော့မော်ပြည်မြို့နယ်တွင်အလုပ်သမားရေးရာလုပ်ငန်းညှိနှိုင်းရေးကော်မတီ YCC စွမ်းရည်မြေတင်နန်းဖွင့်လှစ်တဲ့တင်ဖြစ်ပါတယ်။ရန်ကုန်တိုင်းဒေသကြီးမော်ပြည်မြို့နယ်တွင်အလုပ်သမားရေးရာဦးစီးဌာနမှအလုပ်သမားရေးရာလုပ်ငန်းညှိနှိုင်းရေး အလုတ္တမရေးရာဆက်ဆံရေးဦးစီးဌာနမှအလုတ္တမရေးရာလုပ်ငန်းညှိနှိုင်းရေးကော်မတီ YCC အဖွဲ့ဝင်များအားစွန့်ရင်မြင်တင်တန်းကိုနိုဝင်ဘာ17ရက်နေ့နောက်ပိုင်းကမော်ဘီမြို့နယ်မြောင်းတကာတံမလီရေကျူဆက်မှုဆောင်ဆက်မှုဆောင်စီမံခန့်ခွဲရေးရုံးခန်းမှာမှကျင်းပကြောင်းသိရပါတယ်။ရှေယူစွာရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တိုင်းဒေသကြီးရာဝန်ကြီးဦးစောချက်ကတို့ကအဖွဲ့အမစကားပြောကြားပါတယ်။ခုံတမာရီကောင်စီ အစိုးရကိုယ်စားလှယ်ဒေါက်တာတင်လှအလုတ္တမညင်ကြားရေးဦးစီးဌာနမှလက်ထောက်ညင်ကြားရေးမှူးဒေါ်မီမီခိုင် အလုတ်ယုံနဲ့အလုတ်သမားဥပဒေစစ်စေးရေးဦးစီးဌာနမှဦးစီးအရာရှိဦးနေဝင်ကအလုတ်ယုံနဲ့အလုတ်သမားဥပဒေစစ်စေးရေးဦးစီးဌာနမှကြီးကြပ်တဲ့ဥပဒေနဲ့နှီးဥပဒေများကိုရှင်းလင်းပြောကြားခြင်းလူမှုဖူလုံရေးအဖွဲ့မှလက်ထောက်ညွှန်ကြားရေးမှူးဒေါ်ဝင်းဝင်းဆန်ကလူမှုဖူလုံရေးဥပဒေပါအမခံစနစ်များထည့်ဝင်ကြီးနှုံထားများငွေကြေးအကျိုးခံစားခွင့်များကိုရှင်းလင်းပြောကြားကအလုတ်သမားကြီးရာစစ်ဆန်ရေးဦးစီးဌာနမှ တိုင်းဒေသကြီးဒုတိယညချရေးမှူးဒေါ်စင်ကီသွေကအလုသမားရေးရာစစ်ဆန်ရေးဦးစီးဌာနကစီချက်တဲ့2012ခုနှစ်အလုသမားရေးရာအငင်းပွားမှုဖြည့်ရှင်ရေးဥပဒေဒီဥပဒေများအငင်းပွားမှုဖြည့်ရှင်ခြင်းနည်းလမ်းများအားစာတွေ့လက်တွေ့ပို့ချရှင်းလင်းခဲ့ကြောင်းသိရပါဗျ။အဆိုပါသင်တန်းတွင်မော်ဘီမျိုးနှင့်တိုက်ကြီးမျိုးနှင့်တန်းတပင်မျိုးနှင့်ရှိစက်ရုံအလုပ်ရုံအလုပ်ဌာနများမှအလုပ်သမားရေးရာလုပ်ငန်းညှိနှိုင်းကော်မတီ YCC အဖွဲ့ဝင်သင်တန်းသားသင်တန်းသူ40ဦးတက်ရောက်ခဲ့ကြောင်းသိရပါဗျ။ ဒီသတင်းကိုတော့ဝင်းစော်ကပြပလာတာပါနောက်ဆုံးတင်ဆက်ပေးမှာကတော့တရာ၅နှစ်မြောက်အမျိုးသားအောင်ဝင်းနေ့ထိမ့်မဲ့ဟော်ပြောဝဲနေ့ဂျာပန်စကားပြောပြန်ပွဲများကျင်းပတဲ့သတင်းဖြစ်ပါတယ်ရန်ကုန်တိုင်းဒေသကြီးတိုက်ကြီးမြို့နယ်တွင်တရာ၅နှစ်မြောက်အမျိုးသားအောင်ဝင်းနေ့ထိမ့်မဲ့ဟော်ပြောဝဲနေ့ဂျာပန်စကားပြောပြန်ပွဲကိုနိုဝင်ဘာ၁၇ရက်နေ့က9နာရီမိနစ်30ကအခြေခံပညာနှင့်စက်မှုဆိုင်ပြမွေးမြူရေးအထက်တန်းကျောင်းတိုက်ကြီးမှာကျင်းပကြောင်းသိရပါတယ် ရှေးဦးစွာကျောင်းဆရာမကြီးဒေါခင်မိုးအောင်ကအမှားစကားပြောကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိဒေါ်စောဝီကအမျိုးသားနေအကြောင်းအသိပညာပေးဟောပြောပါရယ်ဆက်လက်ပြီးအထက်တန်းအဆင့်ကျောင်းသားကျောင်းသူနှုတ်ဦးကမျိုးချစ်စိတ်ဓာတ်နှင့်အမျိုးသားရည်နှုတ်ကြမှုတို့ကိုဆွေးနွေးပြောကြပါရယ်အဒီနောက်ကြာပန်းစကားပြောပြန်ပွဲကိုကျင်းပရာကျောင်းသားကျောင်းသူလေးဦးကစာပတ်ရှိန်မြင့်တင်မှုကျောင်းစာကြည့်တဲ့ကိုတွားကြဆူကောင်းစဉ်ဖြင့်ပါဝင်ရှင်ပြန်ကြကြောင်းသိရပါရယ် အလာတူ105နှစ်မြောက်မြို့သားအောင်မွင်းနေ့အချိန်မှအသိပညာပေးဟောပြောပွဲနေရက်ဆာဆောင်နေစာအုပ်ပြပွဲအခမ်းအနားကိုလူမ17ရက်နေ့နေ့ပိုင်းကတောင်ပင်မြို့နယ်မြစ်တာညွန့်ရက်ကွယ်အဝေယာလန်းရှိမြို့နယ်လူထုအခြေပြုဘဟုဌာနမှကျင်းပကြောင်းသိရပါတယ်အလာတူ105နှစ်မြောက်မြို့သားအောင်မွင်းနေ့အထိမ်းမှတ်ကျူးအသိပညာပေးဟောပြောပွဲနေရက်ဆာဆောင်ပြပွဲနှင့်စာအုပ်ပြပွဲများကိုနိုဝင်ဘာ17ရက်မွန်းလယ်တနာရီကတကုံစေကမ်းမြို့နယ်အမှန်နှင့်အခြေခံပညာအထက်တန်းကျောင်းခန်းမတွင်လည်းကျင်းပကြောင်းသိရပါသေးရှင်။